တခါတုန်းကချောင်းငယ်ဆိုတဲ့ရွာလေးမှာတိမ်မောင်ဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်အိမ်မောင်ဟာတနေ့တနေ့ဘာလို့မှမလုပ်ပဲတောင်းကစားလှုပ်လိုက်အရက်သောက်လိုက်အချိန်ဖြုန်းနေခဲ့တာပေါ့အိမ်မောင်မှာတော့ဒေါခင်ကြီးဆိုတဲ့အမေဝူတယောက်လည်းရှိပါတယ်ဒေါခင်ကြီးရဲ့ယောက်ျားကတော့အိမ်မောင်ငယ်ကလေးတည်းကဆုံပါသွားခဲ့ပါပြီဒေါခင်ကအိမ်မောင်ကို ဖတ်တဆူလေးဆိုပြီးချစ်လွန်းလို့အလိုလိုက်ခဲ့တာပေါ့ ဘိမောအွေရောက်လာတာနဲ့အမြအမိဖြစ်သူကအလိုလိုက်ထားတော့ပိုပိုရှိုးလာခဲ့ပါတယ်။ဘိမောဘာလုံးမှမလုပ်ပဲမိဘစီကလက်ဖြန့်တောင်းပြီးမကောင်းမှုတွေကိုပြုလုပ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ဘိမောဒေါခင်ကြီးစီက လောင်းကစားလုပ်ဖို့ပိုက်ဆံတောင်းနေခဲ့ပါတယ်။ဒေါခင်ကြီးကလည်းပိုက်ဆံမရှိကြောင်းပြောနေခဲ့တာပေါ့။အဲ့အချိန်မှာဘိမောဟာ အရက်ကလည်းမူနေခဲ့ပါတယ်။အမေဖြစ်သူကပိုက်ဆံမရှိဘူးပြောတာကြောင့် ။အိမ်မောင်ဟာတုတ်ကရစပွဲကလေးထိုင်တွေကိုခြေထောက်နဲ့ကမ်းပြီးတောင်းကြံနေခဲ့ပါတယ်။ဖွားကြီးခမ ्या ကျွန်တော်ကိုပိုက်ဆံမပေးဘူးလား။မပေးရင်ခမ ्या ကိုကျွန်တော်သတ်မှာနော်။ဒေါခင်ကြီးကလည်းအားဖြစ်သူရဲ့စကားကိုကြားပြီးအငယ်ရတုံးကမဆုံးမမိလေချင်းဆိုပြီးဝန်းနေနေခဲ့တာပေါ့။အဲ့ချိန်မှာပဲတိမ်မောင်ဟာရုတ်တရက်ထိုင်ရာကထလာပြီးဒေါခင်ကြီးကိုဒုတ်နဲ့ရိုက်ထဲလိုက်ပါတယ်။ အသက်ကြီးနေပြီဖြစ်တာကြောင့်ဒေါခင်ယာသားရဲ့ရိုက်နေတဲ့တံကို မခံနိုင်တော့ပဲလေးချသွားခဲ့ပါတယ်။ဒီအချိန်မှာတိမ်မောင်ကဒေါခင်ကြီးဆံဝယ်ဖို့တိမ့်ထတဲ့ပိုက်ဆံနဲ့ငယ်ကိုဒေါခင်ကြီးအကထက်ကဆွဲထုတ်လိုက်ပါတယ်။ဒေါခင်ယာသားဖြစ်သူရိုက်နေတာကြောင့်ပဲသမင်မစားနိုင်တော့ပဲအဲ့ရထဲဘပုံလေးသွားပါတော့တယ်။ဒီလိုနဲ့ပဲဒေါခင်ယာနောက်ဆုံးမှာတော့ဆုံးပါသွားခဲ့ပါလျော်ဗျာ ဒေါခင်ကြီးဆုံးသွားတာဒိမောင်ရောက်ဆိုတာကိုတရားလုံးကကဲ့ရဲ့အပြစ်တင်ဝေဖန်နေခဲ့ကြတာပေါ့အဲ့ဒီအကြောင်းတရားတွေကြောင့်ပဲဒိမောင်ဟာ သူ့ကိုဘယ်သူမှမသိတဲ့အခြားနေရာတစ်ခုမှာယဟန်ဝုတ်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်သူယဟန်ဝုတ်ချင်တာကတော့နောင်တများစွာရလို့မဟုတ်ပဲ အလုံးမလုံးချင်လို့ပဲ ဖြစ်ပါတယ်ဒီလိုနဲ့သိမ်းမောင်ဟာအခြားနေရာတစ်ခုစီကိုသွားပြီး စင်နန္ဒဆိုတဲ့ဘွဲ့အမိနဲ့ရဟန်းပြုခဲ့ပါတယ်။သူရဟန်းပြုတဲ့ရွာထဲမှာပဲ အောက်လန်းဆရာတယောက်ကလည်းစီလိုနေခဲ့ပါတယ်။စင်နန္ဒမကောင်းတဲ့ဆေးရှိသူဖြစ်တာကြောင့်ပဲ အောက်လန်းဆရာကို ချင်းကကအောက်လန်းပညာတွေကိုတတိတ်ကလေးသင်ယူနေခဲ့တာပေါ့။တနေ့လောက်ကြာပြီးနောက်မှာတော့စင်နန္ဒဟာအောက်လန်းပညာကိုတစ်ဖက်ကန်းခတမျောက်သွားပါတော့တယ်။ ဇေနန္ဒဟာသူ့ရဲ့အောင်းလန်းပညာနဲ့အခချင်းငွေယူပြီးဘူဇပေးတာတွေကိုပါတိတ်တဆိတ်လက်ခံလာခဲ့ပါတယ်။ဆရာတော်ကြီးစီရောက်ရင်တော့ဇေနန္ဒဟာအလိုရင်ကျေးတဲမွေးပြီးသူတော်ကောင်းတရားအားထုတ်နေတဲ့သူတယောက်လိုပြုမူနေတာပါတယ်။ဒီနေ့မှာတော့ကိုရင်ငယ်လေးတစ်ပါးဇေနန္ဒအကြောင်းနောက်ဘက်ကိုသွားတာကိုတွေ့လိုက်ရပါတယ်။ဝင်ငယ်လေးကလည်းမစင်ကားလို့လိုက်ချောင်းကြည့်ကမှဇေနန္ဒဟာ ကျောင်းနောက်ဘက်မှာအရက်တေစာတောက်စားနေတာကို တွေ့လိုက်ရပါတယ်။ဝင်းရင်ငယ်လေးကလည်းစင်နန်သားရဲ့အရှိကိုတွားပြီးအရှင်ဖေကအရက်တေစာတောက်စားတာမကောင်းပါဘူးဖေက။သာသနာတော်နဲ့လည်းမအားဆက်ပါဘူးဖေက။ဘာကြောင့်အရက်တောက်နေရတာလဲဖေက။ဝင်းရင်လေးငါ့ကိုဆရာမလုပ်နဲ့။ငါမကြိုက်ဘူး။ငါကြိုက်တာငါလုပ်မယ်။ငါရက်တောက်တာကိုဘယ်သူမှမပြောနဲ့နော်။မဟုတ်ရင်တော့မင်းကအကြောက်ကောင်တိရမယ်။ ဒီလိုနဲ့ညအချိန်ရောက်လာတဲ့အခါမှာတော့ဘုံရင်လေးဟာကျင်းဆဲနေခဲ့ပါတယ်။အဲ့အချိန်မှာပဲနှစ်ဆူကြီးတကောင်ရဲ့အော်သံကြောင့်ဘုံရင်လေးဟာအဲ့ရကနေလန်နိုလာခဲ့ပါတယ်။ဘုံရင်လေးကလည်းဒီလောက်အော်နေတာဘာငဲ့လဲဆိုပြီးပြတ်တင်ပေါက်ကလေးကနေပြင်ကိုထွက်ကြည့်ခဲ့တာပေါ့။ဒီအချိန်မှာမြင်လိုက်ရတာကတော့ကြီးကန်းကြီးတကောင်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီကြီးကန်းကတော့အခြားကြီးကန်းအနေနဲ့မတူပဲမျက်လုံးမှာလည်းအနီရောင်မီးလုံးကြီးနှလုံးလင်းလဲနေခဲ့ပါတယ်။ဝိညာဉ်လေးကလည်းစိတ်ထဲဘာမှမထားပဲပြန်ပြီးချိန်ဆလိုနေခဲ့လိုက်တာပေါ့။ညတကောင်ရအချက်ကို ရောက်လာတဲ့အခါမှာတော့ကိုရင်လေးဟာချိန်ဆလိုမရတော့ပဲဗိုက်တအားအောင်လာခဲ့ပါတော့တယ်။ကိုရင်လေးဟာဒီဝေဒနာကိုစိတ်မေးတိခါခံစားရင်းနည်းနည်းအချိန်ကိုတောင်ရောက်လာခဲ့ပါတယ်။ နည်းနည်းအချင်းရောက်လာတဲ့အခါမှာတော့ဆရာတော်ကြီးအားပုံရင်လေးဝေဒနာခံစားနေရတာကိုသိပြီးလာရောက်ကြည့်ဆူခဲ့ပါတယ်။ဒါပေမဲ့ဘလို့မှလုံးလို့မရတဲ့အဆုံးမှာတော့ဆရာတော်ကြီးအားပုံရင်လေးကိုစီယုံကိုပို့ခဲလိုက်တာပေါ့။စီယုံကဆရာဆရာမတွေကလည်းဘာယောဂါဖြစ်တာလဲဆိုတာကိုအပြေစာမရဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုရင်လေးဟာတန်ကျောင်းတွေကို တပြုတ်ပြုတ်အန်ထွက်လာခဲ့ပါလေရောဗျာ။ ဒီချိန်မှပဲဒါအွန်လိုင်းပညာနဲ့ပြုစားတာဖြစ်ကြောင်းကိုဆရာတော်ကြီးကပေါ်ပေါက်သွားခဲ့တာပေါ့ဆရာတော်ကြီးဟာကျောင်းကိုပြန်ရောက်လာချိန်မှာတော့ကျောင်းကသံဃာတွေကိုစုပြီးမနေ့ကငါကိုရင်လေးကိုစေဝန်သွားပို့ခဲ့တယ်ဒါပေမဲ့ဘာယောဂါဖြစ်ကြလဲဆိုတာကိုဘသူကမှသိစာမရခဲ့ဘူးနောက်တော့ကိုရင်လေးဟာတန်ချောင်းတွေကိုအန်နေခဲ့တယ်ဒါရိုးရိုးတော့မဟုတ်ဘူးအွန်လိုင်းပညာနဲ့လှုပ်ထားတာပဲဖြစ်မယ်ဘသူလှုပ်တာလဲဆိုတာကိုတော့မသိဘူး အဲ့ဒါကြောင့်အားလုံးဂရုစိုက်ပြီးနေကြဆရာတော်ကြီးစကားဆုံးတာနဲ့ပဲကိုရင်လေးနှစ်ပါးကစင်တန်တ်ကိုကြည်နေခဲ့ပါတယ်အဲ့ကိုကြည်မနေနဲ့ဆရာတော်ကြီးကအားလုံးကိုပြောတာဂရုစိုက်ကြစင်တန်တ်ဟာသူ့လောက်ရတဲ့ပုံမှန်ဆိုးလို့ဆဲလုံးဆိုင်နေခဲ့ပေမဲ့ဘာမှမသိသလိုနေခဲ့တာပေါ့ညချေရောက်လာတဲ့အခါမှာတော့စင်တန်တ်တစ်ပါးကျောင်းနောက်ဘက်မှာခုခုလုံနေတာကိုကိုရင်လေးတစ်ပါးကထပ်ပြီးမြင်တွေ့သွားခဲ့ပါတယ် ဇေနနာကအမွေးတိုင်လေးထွန်းပြီးလက်အုပ်ကလေးချီကပါးစားကနေတွတ်တွတ်ရွှဆူနေခဲ့တာကိုကိုရင်လေးကမြင်ပြီးကြောက်လန့်သွားခဲ့တာပေါ့အောက်လန်းပညာနဲ့လှုပ်တာဇေနန္ဒပဲဖြစ်မယ်လို့ကိုရင်လေးကတွေးမိသွားခဲ့ပါတယ်ကိုရင်လေးဟာပြန်သွားဖို့ပြင်လိုက်တယ်ဆိုရင်ပဲရေပေါ်မှာထောင်ထားတဲ့ပလင်လွတ်တလုံးကိုတိုင်မိသွားခဲ့ပါတယ်ဒီချိန်မှာပဲစင်နန္ဒဟာအနောက်ကိုလက်ကြည့်ပြီးကိုရင်လေးစီကိုပြေးသွားခဲ့ပါတယ်။ ။နောက်ပြီးရှင်နန္ဒဟာဝိဉ္ဇဉ်လေးကိုချုပ်ထားပြီးဝိဉ္ဇဉ်လေးဒီအကြောင်းကိုတယောက်ယောက်ကိုသွားပြောရင်တော့စီပြီးသာမှအားရောကောင်းကြည့်မယ်။ဝိဉ္ဇဉ်လေးကလည်းကြောက်ပြီးဘသူကမှမပြောပါဘူးဗျာ။ဂတိပေးပါတယ်ဗျာ။ဒီလိုနဲ့ရှင်နန္ဒဟာဝိဉ္ဇဉ်လေးကိုလှုပ်ပေးလိုက်ခဲ့ပါတယ်။ဝိဉ္ဇဉ်လေးကလည်းကျောင်းသင်ကန်းစီယာကိုတွေ့ပြေးသွားခဲ့တာပေါ့ရှင်နန္ဒဟာညဘယ်ရောက်ပြီဆိုတာနဲ့ အင်ဂျင်နဲ့ဘောင်းဘီကိုဝုတ်ကယဟန်မဟုတ်ပဲလူတယောက်လိုအပြင်ကိုဟိုထွဲတပါလေတဲ့အပြင်ရောက်လို့တယောက်ရောက်နဲ့အဆင်မပြေဖြစ်ရင်လေအဲ့ဒီလူကိုအောက်လန်းပညာနဲ့ဒုက္ခပေးပါတော့တဲ့ဒီနေ့မှာတော့ရှင်နန္ဒာဆွမ်းကန်ထွက်ရင် အမျိုးသမီးငယ်လေးတယောက်ကို မြင်သွားခဲ့ပါတယ်ရှင်နန္ဒာဟာအမျိုးသမီးငယ်လေးကိုသဘောကျသွားပြီးသမယာပြုရန်ဂျန်စီနေခဲ့တာပေါ့ အမျိုးသမီးငယ်လေးကဆွန်လောင်ပြီးစင်နန္ဒကိုစစ်ခိုးနေချိန်မှာပဲစင်နန္ဒဟာအမျိုးသမီးငယ်လေးရဲ့ခေါင်းကို အစီအရင်နဲ့လှုပ်ထားတဲ့ဆီကိုတုံလင်းလိုက်ပါတယ်။ဆီနဲ့တုံလင်းပြီးချိန်မှာတော့မဲမပြိုလေးဟာအတိစိတ်မရှိတော့ပဲစင်နန္ဒကိုတန်တန်ဆွဲပြေးလာခဲ့ပါတယ်။ဒီလိုနဲ့မဲမပြိုလေးဟာညစဉ်ညတိုင်းဘုန်းကြီးကျောင်းကိုသွားပြီးစင်နန္ဒနဲ့အတူအိပ်စေခဲ့ပါတယ်။မဲမပြိုလေးရဲ့ရုပ်ရည်ကလည်းအချိန်ကြာလာလာနဲ့အမျှ ညက်ကွင်းတွေညိုပြီးကြည့်ရတာလဲအရန်ဆိုးလာခဲ့ပါတယ်။ဒီနေ့မှာတော့မဲမပြိုလေးဟာစင်နန္ဒနဲ့အတူအိပ်ဖို့သွားခဲ့ပြန်ပါတယ်။ဒီချိန်မှာပဲစင်နန္ဒကဟေ့မင်္ဂလင်းနင့်ဟောကအလိုမရှိတော့ဘူး။ဒီနေ့ကဆက်ပြီးငင်္ဂစီလာစရာမလိုတော့ဘူး။သွားပြန်တော့စင်နန္ဒရဲ့စကားအကြောက်ပဲမဲမပြိုလေးကအလွန်စိတ်ချခိုက်သွားပြီးငိုကြွေးပါတော့တယ်။မဲမပြိုလေးဟာ စင်နန္ဒရဲ့အကြောင်းကထွက်သွားချိန်မှာတော့ဒကာနာမာတင် လေချသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဆရာတော်ကြီးတရားထိုင်နေစင်မှာပဲအကြောင်းစုံကိုသိတဲ့ကိုရင်လေးကသွားရောက်ဆောက်ထားခဲ့ပါတယ်။ဆရာတော်ဖရာစင်နန္ဒကအောင်းလပညာတဲ့တယောက်ပါဖရာ။ကျောင်းမှာဖြစ်ပြနေတာအကုန်လုံးကိုလည်းသူပဲလုပ်နေတာပါဖရာ။ဘုဒ္ဓလောတုံးကလည်းမမပြိုလေးတယောက်နဲ့အိမ်နေခဲ့ပါသေးတယ်ဖရာ။အကြောင်းအရာအကုန်လုံးရဲ့တရားခံကစင်နန္ဒပါပဲဖရာ။ ဆရာတော်ကြီးကလည်းကျောင်းသားယဟန်တစ်ပါးကိုခေါ်ပြီးကိုရင်လင်းနဲ့အတူစင်နန္ဒရဲ့ကျောင်းဆောင်တဲကိုဝင်သွားခဲ့ပါတယ်။အဲ့အချိန်မှာဆရာတော်ကြီးမြင်လိုက်ရတဲ့အရာတွေကြောင့်ပဲဆရာတော်ကြီးဟာစင်နန္ဒကအောက်လန်းပညာတတယ်ဆိုတာကိုလက်ခံသွားခဲ့ပါတယ်။ဒါပေမဲ့အခန်းထဲမှာတော့စင်နန္ဒစိတ်မနေခဲ့ပါဘူးဗျ။ဒီလိုနဲ့ယဟန်တပါးကလည်းစေနန္ဒကိုစားဖို့ကျောင်းအနောက်ဘက်ကိုသွားရင်အမြင်သိတာကိုမြင်လိုက်ရပါတယ် သူမြင်လိုက်ရတာကတော့စင်ကန္ဓာဟာမဲမပြိုလေးရဲ့အလောင်းကိုသူ့ရဲ့ကြီးကန်းတွေကိုကျွေးနေခဲ့တာကိုပဲဖြစ်ပါတယ်။စင်ကန္ဓာဟာအနောက်ကိုလက်ကြည့်လိုက်တဲ့အချိန်မှာတော့ချောင်းကြည့်နေတဲ့ယဟန်ကိုမြင်သွားခဲ့ပါတယ်။စင်ကန္ဓာလည်းယဟန်စီကို အမဲရောင်မိကိုတခုပြေးထည့်လိုက်ပါတယ်။အမဲရောင်မိကိုအကြောက်ပဲယဟန်ဟာဤဘော်ကိုလက်ကျသွားခဲ့ပါတယ်။ အဲ့အချိန်မှာပဲစေနန္ဒဟာသူ့ရဲ့ကြီးကန်းတွေကိုရဟန်းရဲ့အသားကိုစားစေခဲ့တာပေါ့နောက်ပြီးဆရာတော်ကြီးနဲ့ကိုရဲလေးကလည်းရောက်လာခဲ့ပါတယ်စေနန္ဒဟာဆရာတော်ကြီးကိုလည်းဘယူးမဆိုင်တော့ပဲတတ်ဖို့လုပ်ခဲ့တာပေါ့ဆရာတော်ကြီးကလည်းမောပညာတတ်နေခဲ့တာကိုစေနန္ဒကမသိခဲ့ပါဘူးဒီလိုနဲ့နှစ်ယောက်သားဟာကာရာတွေရုပ်ပြီးပညာပြိုင်နေခဲ့ကြပါတော့တယ် နောက်ဆုံးမှာတော့ဆရာတော်ကြီးကနိုင်ပြီးရှင်နန္ဒမိဘကိုလဲချသွားခဲ့ပါတယ်။ဒီချိန်မှာပဲရှင်နန္ဒရဲ့ကြီးကန်းတွေကရှင်နန္ဒရဲ့အသားကိုအစင်လက်လက်လာရောက်ဖောက်စားပါတော့တယ်။ရှင်နန္ဒတပါးကတော့ပြုခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ပဲအစင်လက်လက်ကြီးကန်းတွေရဲ့ဖောက်စားတာကိုခံနေရပြီးဘလောက်တောင်နိုင်ခြင်းမလဲဆိုတာကိုတွေးကြည့်ုံနဲ့သိနိုင်ပါတယ်။နောက်ဆုံးမှာတော့ဆရာတော်ကြီးနဲ့ယဟန်တွေဟာဒီအဖြစ်ပြက်တွေကိုကြည့်ပြီး သတိတဝေကရကတရားဘာဝနာတွေကိုသာပို့ပြီးအားထုတ်လို့နေခဲ့တာပေါ့သုံးဒီကျေစုပဲလို့အားလုံးကိုကျေစုတင်ပါတယ်ဗျာနောက်နောက်နေ့မှာလည်းဒီလိုတရားတစ်စီဇာတ်လမ်းတွေကိုနှိစက်ပေးမှပြေလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျာ